နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သဂိုင်းတာကမ်ဘလူမြို့နယ်မှာစစ်တပ်နဲ့ပြူစောတိများကခရီးသွားလာတဲ့လင်မယားနှစ်ဦးကိုဖမ်းဆီးပြီးတော့ဇနီးဖြစ်သူဒေါ်အေးမာဦးကိုမရင်းကျင့်တပ်ဖြတ်လိုက်ကခင်မောဟာနှိပ်စက်ညှဉ်းပန်းခံရတဲ့ဒဏ်ရာအပြစ်နဲ့ထွက်ပြေးလွတ်မြောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ16ရက်နေ့မနေ့9နိုင်ခန့်အချိန်မှာကမ်ဘလူမြို့နယ်ရွှေဘုံမြေကြီးနားလမ်းပိုင်းမှာရှိတဲ့ဇပင်နန်တာပြူစောတိအထိုင်စခန်းကအကြမ်းဖက်စစ်ခွေးတွေကကောလင်းမြို့နယ်ညောင်ကုန်းကြီးရွာကနေတန့်စင်နယ်ဘက်ကို ကထိန်ခင်းရန်သွားတယ်ဥကျော်မျိုးနဲ့ဒေါ်အေးမအူတို့လင်မယားနှစ်ယောက်ကိုဖမ်းဆီးခဲ့တယ်လို့သိရပါဗယ်အခုလို့ဖမ်းဆီးပြီးတဲ့နောက်ဒေါ်အေးမအူကိုမရင်းကျင်တပ်ဖြတ်ပြီးတော့ဒေါ်အေးမအူဝစ်ဆင်ထားတဲ့စွဲသီးပါတဲ့ရွှေစွဲကြိုးနှစ်ခုတကြက်သားရွှေအခဲတစ်ခုငကက်တစ်ခုလက်ကောက်တစ်ခုစုစုပေါင်းရွှေ၃ချက်သားနဲ့ငွေသား9သိန်းဖုန်း၃လုံးစိုက်ခဲ့တဲ့ဇီးတို့ကိုလူရက်ခဲ့တယ်လို့သိရပါဗယ်အဲ့ဒီနောက် သူ့ရဲ့ယောက်ျားဖြစ်သူဦးကျော်မျိုးဦးကိုလည်းစစ်တပ်ကညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ပြောပါတယ်။ဒဏ်ရာတွေရရှိထားတဲ့ဦးကျော်မျိုးဦးဟာစပယ်နတာပြူစောတိအထိုင်စခန်းကနေထွက်ပြေးလွတ်မြောက်လာပြီးတဲ့နောက်ကမ်ဘလူခရိုင်အမှတ်3 PDF တရင်ထံကိုရောက်ရှိလာတယ်လို့သိရပါတယ်။အချက်ဘတ်စစ်ခွေးတပ်ကအခုလိုမျိုးရုံမှရိုင်းဆိုင်စွာပြုံမှုနေတဲ့အတွက်ပြည်သူများအနေနဲ့ခီးသွွာလာရမှာစစ်ခွေးတပ်စခန်းများရှိရာနေရာများကိုသတိပြုရှောင်ရှားသွားလာကြပါရန်ကမ်ဘလူခရိုင်အမှတ်3 PDF တရင်ကတောင်းရှိသူတို့ကသတိပေးပြောဆိုထားကြောင်းတရင် 一巴掌，喵！